ဖြေရှာမရသေးတဲ့မလေးရှားနိုင်ငံကစုံကဝေးပညာများမင်္ဂလာပါအမနိုင်မြန်မာကပြန်လဲကြိုးဆိုလိုက်ပါလောဝဆန်းကျဲတဲ့ကန်းကြီးတွေနဲ့ပြင်းထန်နေတဲ့မလေးကျွန်းဆွေမှာလူကတဲ့နှစ်ပေါင်း၄တောင်းလောက်ခတဲ့ကလူတွေကခြေချခဲ့ကြပါတယ်။သူတို့တွေကတော့အာဖရိကတိုက်ကနေလှိုင်းတွေနဲ့တူတူရောက်လာခဲ့ကြတဲ့ရင်းရင်းနဲ့ခီးသွားတွေပါ။သူတို့တွေအပြင်ကမှတရုတ်ပြည်တောင်ပိုင်းကနေရွှေ့ပြောင်းလာတဲ့သူတွေကလည်းဒီဒေတာကိုသူတို့ရဲ့အိမ်ဖြစ်ကုန်မှရွေးချယ်ခဲ့ကြပါတယ်။ဒီလိုနဲ့ပဲမလေးရှားဟာအိန္ဒိယနဲ့တရုတ်နိုင်ငံကြားကအရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဟန်နူနဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေဟာလည်းမလေးရှားကိုရောက်ရှိလာခဲ့ပါတယ်။တီတီဝီစီယာအင်ပါယာရဲ့အလွန်ကိုမှကြီးကျယ်ခမ်းနားတဲ့အုပ်စိုးမှုအောက်မှာဒီဒေတာတွေဟာအင်အားကြီးမားတဲ့နေမျိုးတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီလိုမျိုးတိုးတက်လာတာနဲ့အများဆုံးကဝေတွေကလည်းပို့ပြီးတော့အားကောင်းလာခဲ့ပါတယ်။ဆောင်းအတက်မော်အတက်တွေဆိုတာလေမလေးရှားနိုင်ငံစပြီးတော့တရေတဲကလေးကကိုပါလာခဲ့တဲ့အရာတွေလို့တောင်မှပြောလို့ရပါရင်တောင်းတဲ့ကြီးတွေထဲမှာနေကြတဲ့ ဘုံမိုးဆိုတဲ့နက်ဆရာတွေဟာဆိုရင်တော်ဝင်မျိုးနဲ့တွေတောင်မှမော်မကြည့်ရတဲ့အထစ်ကိုတကူကြည့်ထွားကြပါရင်သူတို့ဟာတဘာဝလွန်စွမ်းအားတွေနဲ့ပြင်းထန်နေပြီးတော့ယောဂတွေကိုကုသပေးနိုင်တယ်။နက်ဆိုးတွေကိုနှင်ထုတ်နိုင်ပြီးတော့ကံကောင်းစေတဲ့အဆောင်လက်ဖွဲ့တွေကိုဖန်တီးပေးနိုင်တာကြောင့်လူတွေကကိုယ်ကွယ်ကြပါရင်တချို့ဘုံမိုးတွေဆိုရင်စွမ်းအားတွေကကောင်းတဲ့ဘက်မှာအသုံးပြုပေမဲ့တချို့ကတော့အမှောင်ဘက်ကိုရောက်ရှိသွားကြတာကြောင့်လူတွေကိုအန္တရာယ်ပေးခဲ့ကြပါရင်ဒါပေမဲ့လည်းနက်ဆိုးတွေရဲ့ရန်ကိုဘုံမိုးတွေနဲ့အကူအညီတွေကိုကာကွယ်နိုင်ခဲ့ကြပါရင်ဘုံမိုးတွေကတော့စွမ်းအားကြီးကြပေမဲ့လည်းအရာအလုံးကနေတော့မကာကွယ်ပေးနိုင်ပါဘူး။ ။ဘုံငွေတွေတောင်မှမနိုင်တာကတော့ညီနေနေတဲ့အချိန်တွေမှာဆိုရင်တောင်းနေကြတဲ့ကအိမ်တွေမှာပီလန်ကလန်လို့ခေါ်တဲ့ဆုံးမတွေပြန်ဝဲနေတဲ့တဲ့သူတို့ရဲ့ကောင်းတဲ့ဥတွေဟာခနာကိုကပြုတ်ထွက်ပြီးတော့လေထဲမှာပြန်ဝဲနေနိုင်နေ။ဆုံးမရီဟာမိခင်နဲ့ကလေးတွေကိုအနေနဲ့ပြုတ်တက်တယ်လို့လူတွေကညာဘက်ဆိုရင်မိမရတဲ့အထိကိုမှအကြောင်းယုံခဲ့ကြရပါတယ်။အဲ့ဒီရာဇဝတ်နှစ်တွေမှာထူးခြားတဲ့ဒလီတစ်ခုကတော့မလေးလူမျိုးတွေရဲ့လက်ထဲမှာ Chris လို့ခေါ်တဲ့ဓာရီကိုစောင့်ထားကြရတာပဲဖြစ်ပါတယ်။အဲ့ဒီဓာရီဟာတာမန်ဓာရီမဟုတ်ပါဘူး။သူတို့မှာတဘာဝလူဆွမ်းအားတွေရှိတယ်လို့မလေးလူမျိုးတွေကယုံကြည်ကြပါတယ်။ ကရစ်တာတွေဟာမကောင်းဆိုးဝါးတွေရဲ့အနေအကနေကာကွယ်ပေးနိုင်ပြီးတော့နတ်ဆိုးတွေကိုလည်းတိုက်ထုတ်နိုင်တယ်လို့ယုံကြည်ကြပါရင်တချို့ကတော့ကရစ်တာတွေမှာကိုပိုင်ဝင်းကြီးတွေရှိပြီးတော့အနေအကနေကာကွယ်ပေးနိုင်တယ်လို့လည်းပြောကြပါရင်အဲ့ဒီလိုမျိုးအမောင်နေရက်တွေကိုဖျက်တံပြီးတော့15ရာစုရောက်တဲ့အချိန်မှာတော့မလက်ကာဆူလက်တန်နိုင်ငံပေါ်ထွက်လာပြီးတော့အစ္စလမ်ဘာသာကိုလက်ခံခဲ့ကြပါရင်1958ခုနှစ်မှာမလေးရှားဟာလွတ်လပ်ရေးရခဲ့ပါရင်ဒါပေမဲ့လို့ခက်ခဲတဲ့စိန်ခေါ်မှုတွေကလည်းရှိနေပါသေးတယ်1963ခုနှစ်မှာဆာရဝေဆာဘာနဲ့စင်ကာပူနဲ့ကိုပေါင်းစည်းခဲ့ပေမဲ့လို့1965ခုနှစ်မှာတော့ ော့စင်ကာပူဟာလည်းခွဲထွက်သွားခဲ့ပါပြီ။ဒါပေမဲ့လည်းမလေးရှားဟာစီးပွားရေးနဲ့လူမှုရေးတိုးတက်မှုတွေကိုဆက်လက်ရရှိခဲ့ပြီးတော့ဒီနေ့ခေတ်မှာတော့အရှိတောင်အာရှရဲ့အရေးပါဆုံးနိုင်ငံတစ်ခုဖြစ်လာခဲ့ပါပြီ။25ရာစုကိုရောက်ပြီမဲ့လည်းမပြောင်းလဲတာတစ်ခုကတော့မလေးရှားနိုင်ငံရဲ့တောနယ်ကြီးတွေကမြို့ပြကြီးတွေရဲ့အလယ်မှာဆုံးကဝေတွေကျဆားနေတာပဲဖြစ်ပါပြီ။လို့ဝဆန်းကျဲတဲ့မလေးရှားနိုင်ငံဟာဆိုရင်တော့ဖြင့်အနာဂတ်မှာဆုံးကဝေတွေအုပ်စိုးတာကိုခံရနိုင်မလားဆိုတာကတော့အပြေရှားမရတဲ့ပုံစံတစ်ပုတ်ပဲဖြစ်ပါရင်မိစေတို့ကရောဘလို့ထင်မြင်တယ်လဲကိုမတ်မှာဆွေးနွေးပြခဲ့ကြလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်